ကဲကျွန်တော်မိတ်ဆွေလေးကိုဒီနေ့တော့ထူးထူးဆန်းဆန်းအဆောင်လေးတစ်မျိုးနဲ့ကျွန်တော်မိတ်ဆက်ပေးမယ်ဗျာအဲ့ဒီအဆောင်လေးကနံပါတ်1ကျမ်းမာရေးကောင်းစေမယ်เนาะကျမ်းမာရေးတကောင်းစေမယ်နောက်ပြီးတော့ရှင်ရန်အန်ဒီရဲ့အနောက်ရှက်တွေကျင်းမယ်ကိုသူများလောက်ထတာသူများမကောင်းကြံတာရန်နေများနေတာပြိုင်ဘက်နဲ့ပတ်သက်ပြီးပြိုင်ဘက်တွေပေါ်များနေတာကိုယ့်ရဲ့လုပ်ငန်းမှာပြိုင်ဘက်တွေလည်းပေါ်နေတယ်ဆိုလို့ရှင်เนาะအဲ့တော့သူများနဲ့ရှင်းပြရင်ကိုယ့်ဘက်ကအနိုင်ရဖို့အတွက်အဆောင်တစ်မျိုးပဲ နောက်ပြီးတော့မကောင်းဆိုးဝါးသစေတရေအောက်လန်းမိစာစသည်အပြင်အဲ့လိုဟာမျိုးတွေရဲ့ပြိုင်ဘက်တွေကိုလည်းနိုင်အောင်လို့သူများကိုပြူစားခြင်းနှောက်ရှက်ခြင်းရန်ရှာခြင်းအဲ့လိုဟာမျိုးတွေကိုကင်းဝေးအောင်လို့သူ့ရဲ့နာမည်လေးကတော့ဒါကတော့အီဂျစ်နဲ့ပတ်သက်တဲ့ဟာပေါ့နော်အီဂျစ်နဲ့ပတ်သက်တဲ့အဆောင်အဆောင်တစ်မျိုးပေါ့သူကအပရာဂရာပရာလို့သူကခေါ်တယ်ကျွန်တော် ဖတ်တာမှားခြင်းလည်းမှားမှာပေါ့နော်အဲ့ဒါအဲ့ဒါလေးတော့ကျွန်တော်တို့ကတော့ဒါကျွန်တော်တို့နဲ့မစိမ့်ဘူးအမြဲတမ်းရွတ်ဖတ်ပူဇော်ဘူးတယ်အဲ့ဒီဟာလည်းရှိတယ်ပေါ့နော်အဲ့ဒီဥစ္စာနဲ့ပတ်သက်တာလည်းအဲ့ဒီမှာအဘရာကရာပရာဆိုပြီးတော့သူကရှိတယ်အဲ့ဒါလေးကို သူကရိုက်ပြီးတော့ရှာလိုက် YouTube မှာရှာလိုက်ရတယ်အဒီဟာလေးကိုစောင့်ထားမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့အတွက် ကျမ်းမာနဲ့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေရန်နဲ့ပတ်သက်တဲ့ကိစ္စတွေအပြိုင်ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စတွေမကောင်းဆိုးဝါးဘေးမှာလွတ်မြောက်တဲ့ကိစ္စလွတ်မြောက်အောင်လုပ်တဲ့ကိစ္စတွေမှာသူကစွန့်ပါတယ်အဲ့တော့ဒါလေးပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်စီကိုဖုံးဆက်ပါနာမည်စင်ပေးပါအဲ့တော့ဘယ်မျိုးဘယ်ရွာဘယ်ဒေသကကျမနာမည်ဘယ်သူပါဘာနေသားသားသမီးပါအဲ့တလို့ခါမျိုးဘာနေသားသမီးမိသားစုပေါ့နော်အဲ့တော့ဒီတမိသားစုလုံး ျမကြီးကောင်းဖို့နောက်ပြီးတိန်လုံးတမိသားစုလုံးအဲ့ဒါလိုကျမကြီးကောင်းဖို့အဲ့ဒါလိုဟာမျိုးတွေကျွန်တော်စီမံပေးပါမယ်အဲ့တော့လူကျင်တဲ့မိတ်ဆွေများပူဇော်ကျင်တဲ့မိတ်ဆွေများကျွန်တော်စီကိုဖုံးလေးတစ်ချက်ဆက်ပါအဲ့ဒါဆိုလို့ရှိရင်တော့မိတ်ဆွေတို့အိမ်အထီအောင်ရောက်အောင်ကျွန်တော်ပို့ပေးမှာဖြစ်ပါတယ်အဲ့တော့ပို့ပေးလို့ရမယ့်ဟာတွေကတော့အဝေးပြေးကားကိတ်ကနေပို့ပေးလို့ရတယ်နောက်တစ်ခုက ဖန်အမမိတ်ဆွေအပေါင်းအသင်းရှိတယ်ဆိုလို့ရှင်တော့ဆရာကျော်စင်ကြီးကိုတစ်ချက်သွားပေးပါပပအဆောင်လေးလိုချင်တဲ့ဒီလိုဟာမျိုးပြောပါနော်အဲ့တော့နောက်တစ်ခုကဟိုနေပေါ့ဗျာအမြန်ချောဖို့တွေရောက်တဲ့နေရာဆိုလို့ရှင်လည်းရတယ်အဲ့တော့အမြန်ချောဖို့ပို့တဲ့အခါမှာလဲအဲ့အမြန်ချောဖို့နဲ့ပတ်သက်ပြီးတော်တော်လေးကိုစိတ်ငြိရတယ်။ဘာကြောင့်လဲဆိုတော့ဒီဥစ္စာပို့လို့ရှင်အာဘာဖြစ်တယ်ညာဖြစ်တယ်မှန်ပေါင်းကြီးဘာညာဒီလိုဟာမျိုးတွေ ြောခံရတယ်မပို့ခြင်းဘူးဒီလိုဟာမျိုးတွေလည်းအငင်းခံရတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်မှာသွားပို့ရင်မျက်နှာချိုသွေးရတယ်အဲ့ဒီကိုသွားပို့ဖို့လည်းကားစီဖို့ကုန်တယ်တစ်ခေါက်တည်းမရအသွားပြန်အလုပ်တွေလည်းပြည့်ရတယ်အဲ့ဒါလိုဟာမျိုးတွေတော့ရှိတာပေါ့အဲ့ဒါအဲ့ဒါတွေကအရေးမကြီးပါဘူးနော်အဲ့တော့အကောင်းဆုံးကတော့ဖအားမှာမိတ်ဆွေအပေါင်းအသင်းရှိတယ်ဆိုလို့ရှင်တော့အဲ့ဒါလာပြီးတော့ပူဇော်ခိုင်းလိုက်နော် ဲ့တော့ကျွန်တော်တို့နှစ်ရက်သုံးရက်တော့ကြိုပြောရမယ်နော်နှစ်ရက်သုံးရက်ကြိုပြောမှကျွန်တော်ကဒါကိုစီမံပေးလို့ရပါမယ်အဲ့တော့အခုရေတွင်တူအခုရေကြီးတောက်လို့တော့မရပါဘူးအဲ့တော့ဒါလေးကိုပူဇော်ခြင်းနဲ့ဆိုလို့ရှင်နော်ဒါမိတ်ဆွေတို့အတွက်ကျွန်တော်စီမံလမ်းပြီးတော့မှာလို့ရပါတယ်ကဲရှာရှာပါပါလေးနော်ရှာရှာပါပါဒီဟာလေးရပါတော့ရှာရှာပါပါလေးပါပဲကဲကျွန်တော်မိတ်ဆွေတွေအားလုံးကြံပါဖို့ရန်ရှင်းဖို့အပြိုင်ဆိုင်နေနဲ့ပတ်သက်ပြီး မကောင်းဆိုပါပြီးအတလူဟာမှုတွေနဲ့ပတ်သက်ပြီးကိုယ့်ဘက်ကအနိုင်ရဖို့အဆောင်လေးတစ်ခုရှိပါတယ်။အဲ့ဒီလိုချင်တယ်ဆိုလို့ရှိရင်တော့ဖုန်းလေးတစ်ချက်ဆက်လိုက်ရင်ရပါပြီ။ကဲဒီလောက်ပါပဲเนาะ။ကျွန်တော်ကြော်စင်းဖန်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်ကတော့399 255 380 358အဲ့ဒီဖုန်းနံပါတ်ကိုလမ်းပြီးတော့ဆက်သွယ်လိုက်ပါ။ကဲဒီလောက်ပါပဲเนาะ။